ဇာသပတိနေမွေသူအားလုံးမင်္ဂလာပါ2025မေလ10ရက်နေ့နဲ့9ရက်နေ့တော်တွင်မှာအပြိုင်တိုက်ခံနေတဲ့ထိတ်တိုက်ရင်ဆိုင်ပြီးမှအလို့ရှိရပြေဆုံးမယ်မူလစီစဉ်တာတွေကို အကောင့်ထဲဖော်ရမှာနှောင့်နေမယ်အစီအစဉ်မရှိပဲပေါ်ပေါက်လာတဲ့ခြေတွေကိုစနစ်တကျလေ့လာသုံးသပ်ပြီးဆုံးဖြတ်ရှေ့တိုးလုပ်ကင်ခြေတွေကတော့ထူးထူးခြားခြားအကျိုးပေးလိမ့်မယ် ကတိပြတ်တဲ့သူတွေနဲ့တွေ့နေမယ်အခက်ခဲကြတဲ့ကထိုးပေါက်ပြည့်ရလဲအောင်မြင်တဲ့ခံကြမှာကိုရနေမယ်ကျမ်းမာရေးချူကြမယ်အနည်းမရှိဘူးတွမ်းနာသွားခိုက်ဖြစ်တတ်တယ်အဆုတ်ရမိမှုတွေဖြစ်တတ်တယ်ပြီးဥပါတော့ကြာရောက်ခြင်းမရှိဘူးတရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်နှစ်ရက်နေ့မှာအတိုက်ခံကြမှာတွတ်တက်မှုရှိမယ်မတော်တဆနေရောတောင်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တော့ဂယူဆိုင်ရမယ် နေဆရနိုင်တဲ့တန်တန်ခွဲကြသွားလာကြယူဆန်။၃ရက်နေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုရရှိနိုင်တယ်။အခက်အခဲတွေဖြေရှင်းနိုင်တယ်။၄ရက်နေမှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။၅ရက်နေမှာအတိုက်ခံနေကြတဲ့ဘဝလူရဆန္ဒပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုရနိုင်မယ်။၆ရက်နေမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်။မတော်တဆအနေကယူဆရမယ်။ အရှင်းမြောက်ရက်ကိုတည်သွားစေအနေဖြစ်တတ်တယ်။မနေ့၄နိုင်ခွဲနဲ့၆နိုင်တွင်သွားလာကျူးဆက်ရမယ်။ခုနှစ်နှစ်မှာအတိုက်ခံအလုံးကိုကျော်လွှားမယ်။လိုရာဆန္ဒပြည့်စုံမယ်။ဝေကြီးကံစီဘဘဝကံတိုးတက်မှုအစဉ်စဉ်ကိုရရှိလိမ့်မယ်။ကြာသာပတင်းနေတောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ ဗုဒ္ဓနေဝေသူတွေဒုက္ခပေးတတ်တယ်။၅ခုကဏ္ဍနေဂျိုးပေးတယ်။အနိယောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါ။အနိယောင်ပန်းဖွင့်ဖျားခတ်လူ၍လိုရာဆူတောင်းမှာကျေးဇူးတင်ပါတယ်။